အားလုံးပဲပင်လာပါအားစင်အမှန်မေကလည်းပြန်လဲကြိုးဆိုပါရစေဒီနေ့မှာတော့နောက်ထပ်တပွဲထိုးတက်ရတော့မယ်မြန်မာပြည်ပေါင်းမွေထိုင်းဖိုင်တာထိုးမင်းနိုင်ရဲ့အကြောင်းရာနီယာဒီရိုက်တာနဲ့ရှမေးအာတိုဂန်တို့ပွဲဖြစ်လာရင်ဘသူနိုင်မလဲဆိုတာပြောပြလာတယ်မာလီခင်ရဲ့အကြောင်းနဲ့ထိုးကြီးဘတ်စေတန်အထိရတော့မယ်စတမ်ဖေဒက်ရဲ့အကြောင်းတို့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ထိုးနိုမင်းရဲ့ညီတူဖြစ်တဲ့ထိုးမင်းနိုင်ဟာအရင်ကတော့ရိုးရလက်ဝဲဖိုင်တာတအုပ်ဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ထိုင်းနိုင်ငံဘက်ကိုခြေစမ်းပြီးမွေထိုင်းပွဲတွေထိုးတက်နေပါတယ် တဖြည်းဖြည်းနဲ့မွေထိုင်းဘက်မှနာမည်ရလာတဲ့ထုံးမင်းနိုင်ငံက One Championship နဲ့လက်တွဲခွင့်ရလာခဲ့ပါတယ်။ One Championship ရဲ့ One Friday Fight ပွဲတွေမှာထိုးသက်နေရပါတယ်။ပွဲဥထမထုံးမင်းနိုင်ဟာ16ပွဲဆက်ရှုံးပွဲမရှိသေးတဲ့မွေတိုင်းဖိုင်တာနဲ့ထိုးသက်ခဲ့ရပါတယ်။အဲဒီဖိုင်တာကတော့ချမ်းအိုပဲဖြစ်ပါတယ်။သူဟာရော်တန်နဲ့အတူလေ့ကျင့်နေတဲ့သူတို့ဖြစ်ပြီးရော်တန်ရဲ့ညီလိုတော်မွေတိုင်းလောကမှာတည်ကြပါတယ်။ ထုံမဲနိုင်အောင်ချမ်းဦးရဲ့ထိုးချက်တွေ၊ကံချက်တွေကိုတံပြန်ထိုးချက်တွေအဆောင်အတိုင်းတွေနဲ့အကောင်းဆုံးတုံ့ပြန်ပြီးတော့အလဲထိုးနိုင်ခဲ့ပါတယ်။ထုံမဲနိုင်အောင်သူ့ရဲ့ဝမ်းချမ်းမြန်ရှိပထမဆုံးပွဲမှာနိုင်ပွဲရခဲ့သလိုစွမ်းဆောင်ရည်ကောင်းတာကြောင့်အပေါ်စုကြီးဖတ်သုံးသိန်းခွဲရရှိခဲ့ပါတယ်။အဲ့ဒီအပေါ်စုကြီးကဖာခင်ပြသူကိုဈေးကူပေးမှလို့ဖြေသွားတာကြောင့်ပြိသက်တွေရဲ့အာပင်မှုကိုပိုပြီးသိမ့်ပိုက်နိုင်ခဲ့ပါတယ်။ထုံမဲနိုင်အောင်သူ့ရဲ့ဒုတိယမြောက်ပွဲအဖြစ်ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့1 Friday Fight System ပြိုင်ပွဲမှာထိုးသက်ခဲ့ပါတယ်။ ထွန်မင်းနိုင်ရဲ့ပြိုင်ဘက်ကတော့ဖီထိတ်ပဲဖြစ်ပါတယ်။ဖီထိတ်ကတော့အသက်20နှစ်သာရှိသေးတဲ့ဒိုင်းနိုင်ငံတော်လူငယ်မွေတိုင်းဖိုက်တာတအုပ်ဖြစ်ပါတယ်။ဒီပွဲကသူ့ရဲ့ဝမ်ချန်ပီယံရှစ်ပွဲဥထွက်ဖြစ်ပြီးတော့အဖွဲမလှသွားခဲ့ပါဘူး။ထွန်မင်းနိုင်ကတော့ပွဲစားကလေးကလုံးဝကိုတိုက်ဆက်ဖွင့်ပြီးထိုးတက်သွားခဲ့ပါတယ်။သူ့ရဲ့အကြမ်းရထိုးတက်ပုံကတော်တော်လေးအားရစရာကောင်းတယ်လို့ပြည်သက်အကြိုက်လည်းဖြစ်ခဲ့ပါတယ်။သူ့ရဲ့ပါဝါကလည်းကြောက်မက်ခွဲရပါပဲ။ ရန်ဘတ်အနေနဲ့ပထမအခြေကိုကြော်နိုင်ခဲ့ပေမယ့်ဒုတိယအခြေစားပြီးတင်ပြကြခဲ့မှာတော့ထိုးမင်းနိုင်ရဲ့အလဲထိုးခြင်းကိုခံလိုက်ရပါတယ်။ထိုးမင်းနိုင်အနေနဲ့ဝမ်ချမ်ပြန်ရှက်မှာနှစ်ပွဲဆက်အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဒီပွဲကဆွမ်းဆောင်ရည်ကိုလည်းဝမ်ချမ်ပြန်ရှက်ကသဘောကျတာကြောင့်ဘောနက်ကြီးဘတ်၃သိန်းခွဲထပ်ပြီးချင်းမြန်သွားပါတယ်။ထိုးမင်းနိုင်ဟာလက်ရှိမှာတော့အားလုံးစောင့်ကြည့်ခံနေရတဲ့ဝီထိုင်းဖိုက်တာတအုပ်ဖြစ်လာပါပြီ။ က်ရှိမှာတော့ one championship ကထုံးမနိုင်ကိုနောက်တစ်ပွဲတည်ပေးလိုက်ပါတယ်။လာမယ့်တောက်ချာနေ့မှာကျင်းပပြုလုပ်မယ် one friday fight ပြန်ပွဲမှာထိုးသက်သွားရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ပွဲတွေမှာ Thai fighter တွေနဲ့ပွဲတည်ပေးရပါတယ်။ယခုတစ်ခါမှာတော့ Malaysia fighter နဲ့ပြောင်းလဲပွဲတည်ပေးလာပါတယ်။ထုံးမနိုင်ရဲ့ပြိုင်ဘက်ကတော့ Kabilan Jellyfan ဆိုလိုပဲဖြစ်ပါတယ်။သူဟာဆိုရင်လည်းအသက်23နှစ်ရှိသေးတဲ့တက်တက်စာအလားအလာရှိတဲ့ fighter တဦးပါ။ ထုံးမင်းနိုင်တဲ့ကာဗီလန်တို့ရဲ့ပွဲစဉ်ကအပြန်အလှန်ထိုးသက်ပြီးကြည်ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့ထင်ပါတယ်။ဒီပွဲကတော့ထုံးမင်းနိုင်အတွက်လည်းအရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ဒီပွဲမှာအနိုင်ရမယ်ဆိုရင်၃ပွဲဆက်အနိုင်ရတာဖြစ်လာမှာပါ။ဒီပွဲထဲနိုင်ရင်ထုံးမင်းနိုင်အနေနဲ့ One Friday Fighter တစ်စင်းမြန်နဲ့159ပွဲတွေမှာထိုးသက်လာရနိုင်ပါတယ်။ထုံးမင်းနိုင်တယောက်ဘလောက်ထိလုပ်ပြသွားနိုင်မလဲဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ Rania Director နဲ့ရှမီအော်တိုဂန်တို့ပွဲပြက်လာရင်ဘသူနိုင်မလဲဆိုတာပြောပြလာတယ်။ Malik ရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။လရှိအောင်လာတို့ရဲ့မက်ဒဝိတ်တာမှာဆိုရင်တော့စောင်းကြည့်ရမယ့်ဖိုင်တာတဲ့အူထွက်ပေါ်လာပါတယ်။သူကတော့ရှမိတ်အော်တိုဂန်ဆိုတဲ့ဖိုင်တာပဲဖြစ်ပါတယ်။ တူရကီနိုင်ငံတော်ရှမီအာဒိုဂန်ဟာနှပန်းလောကကလာတဲ့ဖိုက်တာတအုပ်ဖြစ်ပါတယ်။တူရကီနိုင်ငံရဲ့နှပန်းလက်ရေးစင်တအုပ်လည်းဖြစ်ပါတယ်။ဒါ့အပြင်ရှမီအာဒိုဂန်ဟာသူ့ရဲ့တိတ်တောင်းနေကြောင်းလည်းနာမည်ကြီးပါတယ်။ရှမီအာဒိုဂန်ဟာ MMA ပွဲပေါင်း၈ပွဲကစားထားပြီး၈ပွဲလုံးနိုင်ယူထားနိုင်ပါတယ်။သူဟာဆိုရင်တော့၂၀၁၀နှစ်မှာ MMA Fighter ဘွားစတင်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာနှပန်းပိုင်းအာရုံစိုက်ဖို့အတွက် MMA ကိုခဏနားထောင်ပါတယ်။ ပြီးခဲ့တဲ့2021လောက်ကမှ MMA လောကထဲပြောင်းဝင်လာတာဖြစ်ပါတယ်။နှစ်ပတ်မှန်ကောင်းသလိုအလဲထိုးပါဝါလည်းရှိပါတယ်။နိုင်ပွဲရှစ်ပွဲမှာ၃ပွဲကအလဲထိုးပြီးအနိုင်ယူထားတာဖြစ်ပါတယ်။ရှစ်ပွဲသာထိုးတက်ရသေးတာကြောင့် MMA တွေးကြုံနှူသေးတယ်ဆိုပေမဲ့ short တွက်လို့တော့မရပါဘူး။ရှမေအာရိုကန်ဟာ1 championship နဲ့ပွဲဥထွက်ဖြစ်ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့1 Friday Fight 22မှာ fan ရောင်းတဲ့ပွဲတည်ပြီးခဲ့ပါတယ်။ ဖန်ရောင်းကတော့အပွဲမတိုင်ခင်တလားလောက်မှာအောင်းလားနဲ့ထိုးသိမ်းထားပြီးချုပ်ကွက်နဲ့ရှုံနိုင်ထားတာဖြစ်ပါတယ်။ဖန်ယောင်းနဲ့ရှမီအာဒိုဂန်တို့ပွဲကဖန်ယောင်းကိုပွဲတည့်ပေးချင်တာနဲ့ရှမီအာဒိုဂန်အတွက်ပြန်ပတ်မရှိတာကြောင့်တည်ပြီးခဲ့တာလို့ပဲဆိုရမှာဖြစ်ပါတယ်။ရှမီအာဒိုဂန်ဟာဖန်ယောင်းကိုလည်းအသာရအနိုင်ယူပြသွားခဲ့ပါတယ်။အောင်းလောက်ကိုတော့စတန်ဖိုင်မှာရှင်ထိုးပြနိုင်ခဲ့တဲ့ဖန်ယောင်းကရှမီအာဒိုဂန်ကိုတော့ပထမအချိန်မှာလည်းအကြီးနေခဲ့ရပါတယ်။ ဒီနိုင်ပွဲနဲ့အတူရှမီအာဒိုဂန်ကသူဟာမီဒယ်ဝိတ်တန်းရဲ့စောင်းကြီးရောင်းမဲ့ဖိုင်တာတအုပ်ဖြစ်ကြောင်းသတိပေးခေါင်းလောင်းထုတ်လိုက်တာပါရှမီအာဒိုဂန်ကတော့အဲ့ဒီပွဲအပြီးမှာရာနီယာဒီရိုက်တာကိုလည်းစိန်ခေါ်သွားခဲ့ပါလေရာနီယာဒီရိုက်တာကလည်းရှမီအာဒိုဂန်ရဲ့စိန်ခေါ်မှုကိုလက်ခံပြီးကပတ်လူပွဲထိုးသားမယ်လို့တုံ့ပြန်ခဲ့ပါလေလက်ရှိမှာတော့မီဒယ်ဝိတ်ကပတ်စိန်ခေါ်ခွင့်ရမယ့်သူကအောင်လာအန်ဆန်ဖြစ်ပါလေဒါပေမဲ့အောင်လာကတော့စာချုပ်ကိစ္စအဆင်မပြေသေးတာကြောင့်ရှမီအာဒိုဂန်ကကပတ်လူခွင့်အရင်ရသွားတာမျိုးဖြစ်နိုင်ပါလေ 1 championship ရဲ့ heavyweight နဲ့ light heavyweight champion ကြီး Anatoly Malikan ကတော့ရှမီအာဒိုဂန်နဲ့ Ronnie Dreyder တို့ရဲ့ပွဲတော်ဖြစ်လာမယ်ဆိုရင်ဘယ်သူအနိုင်ရအောင်လဲဆိုတော့ခံမှန်းသွားခဲ့ပါတယ်။ Malikan ကရှမီအာဒိုဂန်အနိုင်ရမယ်လို့ခံမှန်းသွားခဲ့တာပါ။နောက်ပန်းလောကကလာတဲ့အာဒိုဂန်က Ronnie ကို ground မှာလဲရှင်နိုင်လောက်တယ်လို့ Malikan ကယုံကြည်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ထူးချေဘက်ဆယ်တန်းအထိရတော့မယ်စတန်ဖက်ဒါရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စတန်ဖက်ဒါဟာမွေထိုင်းလောကကလာတဲ့ဖိုက်တာတအုပ်ဖြစ်ပါတယ်ဝမ်ချမ်ပီယံရှစ်ကိုလည်းမွေထိုင်းကစားနည်းနဲ့ပဲစတင်ဝင်ရောက်လာခဲ့တာပါဒူမအနေနဲ့ဝမ်ချမ်ပီယံရှစ်မှာမွေထိုင်းချမ်ပီယံဖြစ်ခဲ့ရုံသာမကပဲကစ်ပေါင်စင်ချမ်ပီယံကပတ်ကိုပါရယူနိုင်ခဲ့တာဖြစ်ပြီးပထမဆုံးအောက်ဇာနီနှမျိုးရဲ့ချန်ပီယံအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ် အဲဒီနောက်မှာတော့စတန်ဖက်တာဟာ MMA ဘက်ကိုအာရုံစိုက်လာပါတယ်။အန်ဂျလာလီကလေးမွေးဖွားချိန်မှာချန်ပီယံဆိုင်ခေါ်သူရှာဖို့အတွက်ဝမ်ချန်ပီယံရှစ်ကအတန်ဝိတ်ဂရန်ပရစ်ပြိုင်ပွဲကျင်းပခဲ့ပါတယ်။စတန်ဖက်တာဟာအတန်ဝိတ်ဂရန်ပရစ်ပြိုင်ပွဲနဲ့အတူ MMA လောကထဲရောက်လာတာပါ။သူမကတော့အဲဒီပြိုင်ပွဲမှာပိုဆွဲပြီးအတန်ဝိတ်ကမတ်လူခွင့်ရခဲ့ပါတယ်။ဒါပေမဲ့အန်ဂျလာလီကိုတော့အနိုင်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။လက်ရှိမှာဆိုရင်တော့စတန်ဖက်တာဟာကမတ်လူခွင့်ပြိုင်ရဖို့အတွက်စူးစမ်းနေတာဖြစ်ပါတယ်။ တောင်ကိုရီးယားဖိုင်တာဟမ်ဆိုဟီနဲ့လည်းဂျာဖြတ်ချန်ပီယံလူပွဲထိုးသက်ရတော့မှာဖြစ်ပါတယ်။စတန်ဖက်ဒါဟာနောက်ပိုင်းထိုင်းမာတယ်မဟုတ်ဘဲနိုင်ငံတကာမှာပါနာမည်ရလာတာဖြစ်ပါတယ်။ သူမရဲ့ကာကွယ်တွေကလည်းပြည်သက်တွေကိုဆွေးဆောင်ထားနိုင်ပါတယ်။သူမကတော့ Chatry မျက်နှာသာပေးခံရတဲ့သူဆိုလည်းမမပါဘူး။လက်ရှိမှာတော့ Chatry က Stanford ကိုထူးကြီးတိုးပေးလိုက်ပြီပဲဖြစ်ပါတယ်။ထိုင်းဘက်ငွေ၁၀တန်းတိကိုတိုးပေးလိုက်ပါတယ်။မကြသေးခင်ကပဲ Proton ကိုလည်းထူးကြီးဘတ်၁၀တန်းတိုးပေးထားပါတယ်။ဒါကြောင့် Stanford က Proton နဲ့ထူးကြီးတူတူဖြစ်သွားပါတယ်။ဘတ်၁၀တန်းဆိုတော့ကနင်းနင်းနော်နော်တော့မဟုတ်ပါဘူး။ မေရိကန်ဒေါ်လာနဲ့ဆိုရင်3သိန်းခွဲရှိပါတယ်။ Stamp Fed ကတော့ကြားတဲ့ပတ်စံလေးနဲ့ပြင်ပရင်းနှီးမြုပ်နှံမှုတွေလုံသွားဖို့ရှိကြောင်းသိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ဆုံးရရှိထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်သုံးချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောချင်ရင်လည်းကျွန်တော်တို့ရဲ့ channel လေးကို like and subscribe အပြင် share ပေးသွားဖို့တောင်းဆိုလိုက်ပါရစေ။နောက်ထပ်တင်ဆက်မယ့်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်ခင်ဗျာ။